ကံတရားတွေကဘယ်မှာကိန်းနေတာလားနှလုံးထဲမှာကိန်းသလားနှလုံးထဲမှာကိန်းရင်နှလုံးခုန်ရက်သွားလို့ရှင်နှလုံးဆိုတာတည်သွားရင်မီးရှို့တဲ့ထဲပါသွားမှာနောက်ဘဝဘယ်လိုလွတ်လိုက်အဲ့လိုမဟုတ်ရင်အုံနောက်ထဲအုံနောက်ဆိုတာလဲဂျမ်းဖြစ်သွားတာရှိသေးတယ်ဟုတ်အဲဆိုင်မှာဖြစ်ရင်ဒီဘဝတွေမေ့သွားပြီအဲ့တော့ကံတရားပဲသွားနေအုံနောက်မကောင်းတော့ဘူး သိလို့ရှိရင်လည်းမီးရှို့ပြလိုက်တယ်ဒီအုံနောက်ကပါးစရာအကြောင်းမရှိပြန်အဲ့တော့ကံဟာဘယ်မှာတည်ရှိဘယ်မှာဟို remain ဖြစ်နေတယ်လဲဘယ်မှာတည်ရှိတယ်လဲလို့ပြောမစစိတ်အစင်မှာရှိတယ်စိတ်အစင်ဆိုတာဘယ်တော့မှပြတ်တော့မသွားဘူးစိတ်အစင်ဟာတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုဆက်နေ mental processor တန်လျာဟုတ်က တဏှာဘဝမှာစတဲ့အချိန်ကစပြီးနိဗ္ဗာန်ရသည့်အထိအောင် mental process ကပြတ်သွားတာနှစ်နေရာပဲရှိတယ်ဒါတောင်ခိတ္တပြတ်တာဘယ်နေရာတော့ဆိုလို့ရှင်ဇန်စွမ်းအားနဲ့တမာရီစွမ်းအားနဲ့စိတ်ကိုယုံမုံးပြီးတော့တရားအထုတ်လို့အောင်မြင်သွားလို့ရှင်အတ္တညတ္တဘုံဆိုတဲ့စိတ်မဲ့တဲ့ဘဝမျိုးရောက်သွားတာကဘာ900ဒါလည်းပဲ post လုပ်တယ်လို့ပဲပြောရမယ်ခိတ္တ ပေါ့စ်လုံးလိုက်တာစတော့လုံးတာမဟုတ်ဘူးပေါ့စ်လုံးလိုက်တာနော်ချိန်တိုင်ပြန်ပေါ့လာမှာ तू အပြည့်သက်မဟုတ်ဘူးနောက်တစ်ခါဏိရောဓသမဘာဆိုတာကြာဟုတ်ရလိမ့်မယ်ဏိရောဓသမဘာဝင်စားလို့ရှိရင်စိတ်စေတသိက်စေတသရအလုံးချုပ်သွားတယ်တမာရီဆောင်းအားနဲ့ဒါလဲပေါ့စ်လုံးလိုက်တာပဲခိတ္တခဏအကြောင်းတရားတွေကိုဖယ်ရှားပြလိုက်သည့်အတွက်ကြောင့်စိတ်ဆိုတာလဲသူ့ဟာသူဖြစ်တာမဟုတ်ဘူးအကြောင်းတရားကိုမှီဖြစ်တယ် အဲ့ဒီအကြောင်းတရားတွေကိုခိတ္တပေါ့စ်လုပ်လိုက်လို့ရှိရင်စိတ်ဟာလည်းရက်သွားတယ်။အဲ့ဒီနှစ်နေရာလွှဲရင်မင်းတဲ့ process ကပြောင်းမသွား။ဒါဖြင့်ခုနလိုပေါ့စ်လုပ်လိုက်လို့ရှိရင်ကံတရားတွေရောပျောက်ကွယ်သွားလားဆိုမကွယ်ဘူး။ရှင်းနဲ့နောင်နဲ့ဟာအနန္တရပစ္စယောပဲသူက။និရောဓသမဘာဝင်စားလို့ခုနှစ်ရက်ကြာတယ်ဆိုအောင်တော့အနန္တရပစ္စယောပဲသူက။ဒီကြားထဲမှာတခြားဟာမခြားခြင်းဒီပင်နဲ့သူရဲ့ process ရှိနေတယ်ဆိုတော့ပြတယ်เนาะရလိုက်တဲ့အဆုံးနဲ့နောက်ထပ်ပြန်စားခြင်းအစတို့ရှားမှာအကြောက်ွယ်မရှိဘူးအဲ့ဒါကိုပဋ္ဌံပစ္စည်းထဲမှာအနန္တရပစ္စည်းရောလို့ပြောတယ်เนาะတခါအတဉ္ဇရဘုံရောက်သွားပြန်တော့လည်းပဲထို့တူပဲအနန္တရပစ္စည်းရောပဲစိတ်အစဉ်ညာသုတိစိတ်နဲ့ပရိသေရိစိတ်ပရိသေရိစိတ်ဟိုကရုပ်စင်သူ မာရီစွာအကုန်လို့တင်ညာစတင်ဖြစ်ပေါ်လိုက်တဲ့အချိန်လေးမှာပြန်လီနိုးထလာပြန်တယ်ခိတ္တဘော့စ်လို့အဲ့တော့ mental process ရဲ့စိတ်ဖြစ်စဉ်ကြီးဟာတန်တရားထဲမှာရပ်ဆိုင်သွားတယ်လို့မရှိဘူးအပြီးပိုင်ရပ်သွားတယ်လို့မရှိဘူးဒါကြောင့်မို့စိတ်တတန်တတိလို့ခေါ်တဲ့စိတ်ဖြစ်စဉ်ထဲမှာကံတရားဟာတတ္တိအနေနဲ့ရှိနေတယ်လို့သူပြောတာနော်တတ္တိအနေနဲ့ အဲ့တော့အုံနောက်မှာဂိမ်းတာလည်းမဟုတ်ဘူးနှလုံးသားမှာဂိမ်းတာလည်းမဟုတ်ဘူးခန္ဓာကိုယ်တဏှာမှာဂိမ်းနေတာလည်းမဟုတ်ဘူးစိတ်အစင်မှာရှိတယ်လို့ဒီလိုပဲမှတ်သားရမှာဖြစ်ဟုတ်ပြီကောင်းလဲကောင်းတာလုပ်လဲကံဖြစ်တယ်မကောင်းတာလုပ်လဲကံဖြစ်တယ်အဲ့ဒီကံတွေဟာလုံးသမျှကိုယ်နဲ့သာသက်ဆိုင်တယ်ဒီကိုယ်နဲ့သက်ဆိုင်တဲ့ကံတရားတွေဟာဖြစ်လျက်ဘဝမှာကိုယ်နဲ့အတူပါနေတယ်ပါတယ်ဆိုတာဟာဒီ ပုံရိပ်တရံကြီးနဲ့ပါနေတာမဟုတ်ဘူးစွန့်ရည်တတိအနေနဲ့ပါနေတာသူစွန့်ရည်တတိအနေနဲ့ပါအကြောင်းအကျိုးညင်ညွတ်လို့ရှိရင်အကျိုးပေးမှသိချတယ်ပေါ့သူတို့ဆုလို့တယ်ပေါ့